အားလုံးပဲမင်္ဂလာပါတငယ်ချင်းလေးတို့ရေမြက်ကလေးတွေရဲ့ကာတွန်းလေးတွေကိုသဘောကျရဆိုရင်တော့ USPBN လေးကိုခွင့်ပြီးတော့ကြည့်ပါကြဖို့မမေ့နဲ့နော်တီရတော်ကပေါ့ကောင်းငင်တစ်ခုလုံးကတိမ်တိုက်အမဲကြီးတွေနဲ့လွှမ်းခြုံသွားတော့တဲ့နင်နီပီရဲ့စိတ်မှလည်းသူ့ရဲ့ကလေးနှစ်ယောက်နဲ့အတူမြေကြီးရိတ်မှနေနေတာပေါ့ဖះရေမုံတိုင်းကအရန်ကိုပြင်းတာပဲငါ့ရဲ့အိမ်ကခံနိုင်မလားတော့မသိဘူး ငါဘယ်လိုလုပ်ရမလဲငါရဲ့ကလေးတွေကိုဘယ်လိုလုပ်ရမလဲအဲ့ဒီချိန်မှာလေပြင်းတွေတိုက်လာပြီးတော့လေပွေတွေနဲ့အတူနီနီပီရဲ့စိတ်မလေးရဲ့အိမ်တဲတဲလေးကညွန့်ပါသွားတော့တယ်နီနီပီရဲ့စိတ်မလေးကသူ့ရဲ့ကလေးတွေကိုဖတ်ပြီးတော့ပြောလိုက်တော့တယ်ကလေးတွေမကြောက်ကြနဲ့အမေရှိရယ်နော်အမေဒီကနေလွတ်မြောက်အောင်တခုခုလုပ်မယ်အဲ့ဒီနောက်မှာတော့နီနီပီရဲ့စိတ်မလေးကသူ့ရဲ့ကလေးတွေကိုခေါ်ပြီးတော့အိမ်ကနေအပြင်ကိုထွက်လာနိုင်ခဲ့တော့တယ် ဒါပေမဲ့နီနီပြည့်ရစိတ်မလေးစီမှာနေစရာအိမ်မရှိတော့ဘူးပေါ့နောက်နေ့မနေ့ရောက်တဲ့အခါမှာတော့နီနီပြည့်ရစိတ်မလေးကအကူညီတောင်းမှုအတွက်ထွက်လာခဲ့လိုက်တော့တယ်အရင်ဆုံးခိုစီကိုသွားပြီးအကူညီတောင်းတော့တာပေါ့အကိုရေညီမကိုရန်အနှဲငယ်တော့အကိုရဲ့အိမ်မှာနေခွင့်ပြုပါလားညီမရဲ့အိမ်ကမုံတိုင်းနဲ့အတူပါသွားလို့ပါအိမ်အစ်ပြန်ဆောက်လို့မပြီးမချင်းအိမ်မှာခဏလောက်နေခွင့်ပေးပါနော်ခွင့်လို့ပါနော်ညီမအကိုရဲ့အိမ်ကအရန်အောင်မြင်တော့ညီမလေးတို့တက်နိုင်တော့မှာမဟုတ်ဘူး ဲ့ဒီနောက်နီနီပြီးရစိတ်မှန်လေးကစိတ်မကောင်းဖြစ်ပြီးတော့သွားလိုက်တော့တယ်။နောက်တော့ကျက်တူရဲစီကိုသွားပြီးတော့အကုန်ကြီးတောင်းလိုက်တော့တယ်။အကုန်ညီမလေးကအိုးမဲ့အိမ်မဲ့ဖြစ်နေလို့ပါ။အကုန်ရဲ့အိမ်မှာခဏတာနေခွင့်ပေးပါလား။အဟအစကတည်းကငါ့ရဲ့အိမ်မှာလူတွေများလို့စိတ်ညစ်နေရတဲ့ကြားရယ်နင်တို့ကပါအိမ်မှာနေခွင့်ပေးပြီးတော့နားကြီးမခံနိုင်ဘူးဒီကနေထွက်သွားကြလိုက်တော့နင်နီပြည့်ရဲ့စိတ်မှန်လေးကထပ်ပြီးတော့စိတ်မကောင်းဖြစ်သွားတော့တာပေါ့ အဲ့လိုနဲ့ပဲသူကဈေးကွက်ဈေးကန်းနဲ့တခြားဈေးကန်းတွေအားလုံးစီကိုလည်းသွားတော့တယ်။ဒါပေမဲ့ဘသူစီကမှအကူအညီမရခဲ့ဘူးပေါ့။ညနေရောက်သွားတော့တယ်။နီနီပြည့်ရစိတ်မလေးကတစ်ပေတပေအောက်မှာထိုင်ပြီးတော့ကလေးတွေကိုဖတ်ထားလိုက်တော့တယ်။ဒီတတော်လုံးမှာငါတို့ကိုအကူအညီပေးနိုင်မဲ့သူမရှိဘူးလား။အဲ့ဒီအချိန်မှာအဝေးကနေဝဝစာကလေးမလေးကပြန်တန်းလာတော့တယ်။အဲ့နောက်မှာတော့နီနီပြည့်ရစိတ်မလေးကစိတ်ညစ်နေတာကိုကြည့်ပြီးတော့မေးလိုက်တော့တယ်။ဘာဖြစ်တာလဲအမနီနီ ဘာလို့ဒီမှာထိုင်နေရတာလဲညီမရဲ့အမရဲ့အိမ်ကမုံတိုင်းကြောင့်ပြိုလဲသွားတယ်ကလေးတွေလည်းဖိုက်စာနေကြတာတတော်လုံးနဲ့ပတ်သွားပြီးတော့အကူညီတောင်းချပြီးသွားပြီဘသူမှမကူညီနိုင်ကြဘူးအိုးမကောင်းလိုက်ကြတာအမဘာမှစိတ်မပူနဲ့ညီမအိမ်မှာလာနေလေအမအိမ်သက်ဆောက်လို့မပြီးမချင်နေလို့ရတယ်တကယ်ပြောနေရလားညီမညီမဒီလောက်တောင်ငယ်တာတောင်မှစိတ်ထားကြီးမြတ်လိုက်တာ အသက်အရွယ်နဲ့မဆိုင်ပါဘူးအကူကြီးလုံနေတဲ့အချိန်မှာကူညီပေးနိုင်မှုကအဓိကပဲလေအဲ့နောက်မှာတော့လာမင်းကြီးကလည်းပြေဝင်းစွာပေါ်ထွက်လာတော့တယ်ဘဝစာကလေးမရဲ့အိမ်မှာနီနီပြွေးစိတ်မနေနဲ့သူ့ရဲ့ကလေးတွေကအိတ်ဆက်အနားယူနေကြတာပေါ့အဲ့ဒါကိုဘဝစာကလေးမကကြည့်နေတော့တယ်음အမနီနီတနာပါတယ်ခန္ဓာကိုယ်တိတိလေးနဲ့ဒုက္ခတွေအများကြီးကိုတည်ပို့ထားရတာမုံတိုင်းနေရောအထီးကျန်မှုတွေရောအဲ့ဒါအပြင်အားလုံးရဲ့ငင်းဆုံမှုကိုပါခံထားရသေးတာ မိုးလင်းသွားတော့တယ်။ဘဝစားကလေးမလေးကအစားအစာတွေနဲ့ရေဒီယိုနီနီပြည့်စိတ်မလေးကိုပေးလိုက်တော့တယ်။စားလိုက်ပါဦးအမ။တခုခုတော့စားအောင်လေ။မဟုတ်ရင်ဘိုက်စာနေမှာပေါ့။ညီမအမကိုအိမ်မှာနေခွင့်ပေးခဲ့တာပဲမဟုတ်ဘူး။ဘဝအစ်စ်ကိုပေးခဲ့တာ။မဟုတ်တာအမရဲ့တငယ်ချင်းတယောက်ရဲ့တာဝန်ပဲဟောင်း။ဒါနဲ့တခုလောက်တော့ပြောလို့ရမလား။ကြားတာပေါ့ပြောလေ။အမလို့တံမာတဲ့သူကိုညမမတွေ့ဘူးသေးဘူးအမသာဆန္ဒရှင်အိမ်အစ်စ်တလုံးစောက်နိုင်မှာ တတိနဲ့နဲ့လေးမွေးလိုက်ပေါ့တတိကတော့မရှိတော့ပါဘူးညီမရဲ့ဒါမဲ့ညီမလေးကအမကိုကိုညီတဲ့အခါမှာဒီတော့ထဲမှာလဲအမရဲ့မိသားစုဝင်လို့ပြောလို့ရတဲ့သူရှိလောက်တယ်လို့ခန့်စားမိတယ်။အမကအခုတယောက်တည်းမှမဟုတ်တာအခုကဆပြီးတော့ဒီတော့ကြီးကအမပြုံးပြော်နေတာကိုပြန်မြင်ခွင့်ရလိမ့်မယ်။သွားရအောင်ဒီနေ့ကဆပြီးတော့အမရဲ့အိမ်အစ်စ်ကိုစောက်ကြမယ်လေ။ကောင်းပါပြီ။အမလည်းအစင်သိမ့်မယ်။ ရက်အနှဲငယ်ကြတဲ့အထိနီနီပြွေးစိတ်မလေးနဲ့သူ့ရဲ့ကလေးတွေကဝဝစာကလေးမရဲ့အိမ်မှာနေထိုင်နေရပေါ့နောက်နှစ်တည့်ရက်မှာတော့ဝဝစာကလေးမလေးနဲ့နီနီပြွေးစိတ်လေးတို့ကတော်ရက်ကိုဝင်ပြီးတော့အိမ်ဆောက်ဖို့လိုအပ်တဲ့ပစ္စည်းတွေကိုတွားရှာယူကြတာပေါ့ဝဝစာကလေးမကတစ်ကိုင်းချောက်ကိုကင်ပြီးတော့ပြောလိုက်တော့တယ်ဒီမှာကြည့်ဒီတစ်ကိုင်းကရဲအောင်ခိုင်မာတာဒီတစ်ကိုင်းနဲ့အမိုးလှုပ်ထားရင်တော်တော်လေးကိုကောင်းမှာနီနီပြွေးစိတ်မလေးကလည်းတည့်ရက်တွေကိုကင်ပြီးတော့ပြောလိုက်တော့တယ် ဒီတည့်ရက်တွေကအမိုးလုံးလို့တေချာလေးခြိလိုက်ရင်အမိုးကနေမိုးရေတွေလည်းရိုးလောက်တော့မှာမဟုတ်ဘူးကြည့်ပါလားတင်းဝလောက်ရတာတော်တော်လေးကိုမိုက်တယ်နော်နှစ်ယောက်စလုံးစကားလေးပြောရင်အလုံးလုံးနေကြတာပေါ့အမသိလားငငယ်တော့ကညီမလေးကအုံးမဲ့အိမ်ပဲဖြစ်သွားသေးတယ်ဟုတ်လားညီမကအလုံးလုံးရင်တော်တော်လေးကိုတီးကြရလေဘလို့လောက်ပြီးတော့လဲတည့်ရက်တော့ကပေါ့တိုင်းကအကောင်ကြီးကြီးတကောင်ကရောက်လာပြီးတော့အိမ်ကိုဖျက်ဆီးလိုက်တာ မြမတယောက်ထဲတစ်ပင်မှာထိုင်ပြီးတော့နိုင်ဝက်လောက်ထိငိုနေမိရဲ့ပြီးတော့ဘာဖြစ်သွားသည်လဲနောက်တော့ကျင်းကတေးသေးလေးရောက်လာပြီးတော့သူ့ရဲ့အိမ်မှာနေရာပေးခဲ့တယ်လေသူကပဲညီမလေးရဲ့ပထမအုပ်ဆုံးငယ်ချင်းဖြစ်ခဲ့အာဩညီမကအမကိုကူညီပေးတယ်လို့ပဲပေါ့အမလည်းတကယ်ကြအကူညီလိုတဲ့သူကိုကူညီပေးအောင်မှာပဲဒါကပဲညီမလေးပြောချင်တယ်တကယ်အကြောင်းရင်းပေါ့အမညီမလေးတို့အားလုံးကတယောက်ကိုတယောက်အချင်းချင်းကူညီပေးတင်တယ်လေဒါကပဲတော့ရဲ့စစ်မှန်တဲ့စီးမြင့်လေး ရက်အနေငယ်ကြားတဲ့နောက်မှာတော့ဝဝစာကလေးမနဲ့နီနီပြွေးစိတ်မလေးတို့ရဲ့ကြိုးပမ်းမှုကြောင့်အိမ်လေးကအဆင်သင့်ဖြစ်သွားတော့တယ်။ဒီမှာကြည့်ကလေးတို့ဒါကအမေတို့ရဲ့အိမ်အစ်စ်ပဲ။ဒီအိမ်ကိုစောက်တဲ့နေရာမှာတငယ်ချင်းဝဝကကူညီပေးခဲ့တာပေါ့။ကလေးတွေကလည်းပျော်ပြီးတော့ထခုံကြတော့တာပေါ့။အမေသမီးတို့ဒီအိမ်မှာနေတဲ့အခါကျမုံတိုင်းတိုက်ပြီးတော့အိမ်ကြီးကမပြိုသွားပါဘူးနော်။မပြိုပါဘူးသမီးရဲ့။ အမေတို့ကအမေတို့ရဲ့အိမ်ကဒီတစ်ခါအရန်ကိုခိုင်းပါတယ်လေဘယ်မုံတိုင်းကြားမှပျော်လဲသွားတော့မှမဟုတ်ဘူးပြီးတော့အမေတို့စီမှာခန္ဓာကိုယ်ကြည့်ရဲ့ညီမလေးဘဝရှိနေပြီလေအကောင်ကြီးတာထက်ဆိုရင်ညီမလေးတို့ကအခုတကယ်ချင်းနေဖြစ်သွားကြပြီလေဒီတစ်ခါထပ်ပြီးတော့မုံတိုင်းတိုက်တဲ့အခါကျရင်လည်းညီမလေးကအမြဲတမ်းအတူတူရှိနေပြီမယ်နော်အဲ့ဒါလေးတော့မှတ်ထားပေးရက်အနေငယ်ကြားတဲ့နောက်မှာတော့တောထဲမှာအစီအဝေးကျင်းပလိုက်တော့တယ်အဲ့ဒီအစီအဝေးကိုတရိษံနေအားလုံးကလာတက်ကြတော့တာပေါ့ အဲ့ဒီချိန်မှာနင်းနေပြီးတော့စိတ်မလေးကအားလုံးရှိမှပြောလိုက်တော့တယ်။ဒီနေ့အားလုံးကိုပြောစရာရှိတယ်။ငါ့အိမ်ပြုတ်လဲသွားပြီးတော့တယောက်တည်းဖြစ်သွားတဲ့အချိန်အားလုံးစီကနေအကူအညီတောင်းခဲ့တယ်။ဒါမဲ့ဘသူမှမကူညီပေးကြဘူး။အဲ့ဒီတော့လည်းစိတ်မကောင်းမဖြစ်ပါဘူး။ဒါမဲ့စာကလေးမလေးကငါ့ကိုလက်ကမ်းပေးခဲ့တယ်။အဲ့ဒီတော့ငါခုံယူတယ်။သူ့စီကနေပြီးတော့တင်ယူခဲ့ရတယ်။လူပဲဖြစ်ဖြစ်တရိတ်ဆန်ပဲဖြစ်ဖြစ်စီးစိမ်ကြွယ်ဝနေလို့ဘာမှဖြစ်လာမှာမဟုတ်ဘူးစိတ်ထားကောင်းမှုပဲလိုတယ် ငါဂရိပေးပါရယ်ငါလည်းဘယ်တော့မှအကူအညီလိုနေတဲ့သူကိုမငင်းတော့ဘူးဘိုးဘွားအသက်ရှိပါစေနင်နီပြည့်ရစိတ်မလေးအသက်ရှိပါစေအဲ့ဒီချိန်ကနေစပြီးတော့နင်နီပြည့်ရစိတ်မလေးနဲ့ဘိုးဘွားစာကလေးမလေးတို့ဟာအရင်နှီးဆုံးတငယ်ချင်းတွေဖြစ်သွားကြတော့တယ်အကူအညီလိုနေတဲ့သူတွေကိုအကူအညီပေးပြီးတော့တောရဲ့ဆန်ပြဖြစ်လာခဲ့တော့တယ်စစ်မှန်တဲ့တငယ်ချင်းဆိုတာအကူအညီလိုနေတဲ့အချိန်မှာအကူအညီပေးတဲ့သူဖြစ်တယ်ဆိုတာကိုဒီဇလန်လေးကနေသင်ခန်းစာရသွားတော့တာပေါ့ ဘဝစားကလေးမလေးနဲ့တင်တင်ကြီးကမလေးတို့ရဲ့ကလေးတွေကမွေးနေ့တည့်ရက်ထဲကြာတာပေါ့တင်တင်ကြီးကမလေးကသူ့ရဲ့ကလေးတွေအတွက်ဆိုင်ကြီးကြီးကိုသွားပြီးတော့ကိတ်မာလိုက်တော့တယ်ဘဝစားကလေးမကတော့သူ့ရဲ့သားလေးအတွက်မွေးနေ့ကိတ်ကိုအိမ်မှာပဲလှုပ်ပေးလိုက်တော့တယ်ကိတ်မုံလေးကအရန်ကိုလှတဲ့အပြင်အရသာရှိရဲ့ပုံကလည်းပေါ်နေရပေါ့သားရဲ့အမေလေးဧည့်သည်တွေကိုသွားဖိတ်လာအောင်မယ်ကိတ်မုံကိုသားဆောင်ကြည့်ထားနော်ဘသူမှမစားစင်နဲ့နော်အဲ့နောက်မှာတော့ဘဝစားကလေးမက တအိမ်ဝင်တအိမ်ထွက်ပြီးတော့လိုက်ပြီးတော့ဖိတ်လိုက်တော့တယ်။တနေ့ကငါ့ကိုနင်းထက်အရင်လာဖိတ်တာဆိုတော့သူ့စီကိုသွားမှာပဲဖြစ်မယ်လေ။မဟုတ်ရင်နင်းစီကိုငါလာချင်တာပေါ့ဘွာ။ချစ်တူရဲကလည်းဝဝစားကလေးမကိုအဲ့ဒီတိုင်းပဲပြောလိုက်တော့တယ်။တားလေးကူကူရဲ့မွေးနေ့ကဒီနေ့မှန်းသိရင်တနေ့ကိုမြင်လိုက်ပါတယ်။ရပါတယ်မရဲ့ဘာမှမဖြစ်ပါဘူးညီမတယောက်လုံးရှိရမယ်ညီမနဲ့သားလေးပေါင်းပြီးတော့မွေးနေ့ပွဲကျင်းပလိုက်ပါမယ်ညနေရောက်သွားတော့လေတင်းတင်းကြီးကမှလေးကကိတ်ဝယ်ဖို့အတွက်ကိတ်ဆိုင်ကိုသွားလိုက်တော့တယ် ကျမရဲ့ကိတ်ကအဆင်သင့်ဖြစ်ပြီလား။အိုးဟိုကိတ်ကအဆင်သင့်ဖြစ်လို့ဘူးထဲမှာထည့်ပြီးတော့ပါကင်ပိတ်ထားတာတောင်ကြာပြီ။တင်တင်ကြီးကမ်းမလီကကစီနဲရာကြောင့်ဈေးတက်တာတဲ့ကိတ်မုတ်ကိုပဲဝယ်သွားလိုက်တော့တယ်။ကိတ်မုတ်ဆိုင်ပိုင်ရှင်ကလည်းအယံကိုလောဘကြီးတဲ့သူ ဖြစ်တော့တယ်။ပစံနည်းနည်းလေးအတွက်နဲ့ရတာမရှိရဲဆိုးရွားလို့နဲ့ကိတ်မုတ်ကိုရောင်းပြလိုက်တော့တယ်။ညရောက်သွားတော့တာပေါ့။အမေအခုချိန်ကြီးဘယ်သူမှလည်းမလာကြသေးဘူး။ตาလည်းကောင်းကောင်းသိပါရဲ့။ဒီနေ့ကตาလေးတိုနီရဲ့မွေးနေ့ဆိုလည်းဟုတ်တယ်လေ အမေထက်အရင်အန်ဒီတနေ့ကအားလုံးကိုဖိတ်လိုက်လို့လေအဲ့ဒါကြောင့်ကျင်းငက်တွေအားလုံးကအန်ဒီတနေ့ရဲ့အိမ်ကိုသွားကြတာမလားကဲဒါဆိုလဲအမေနဲ့သားနဲ့ပဲပေါင်းပြီးတော့ကိတ်ခွဲကြတာပေါ့တစ်ဖက်မှာတော့တိုနီတီးကန်းလေးကကိတ်မုတ်ကိုခွဲလိုက်တော့တယ်နောက်တော့ကျင်းငက်တွေအားလုံးကလည်းမွေးနေ့ဆုတောင်းပေးလိုက်ကြတော့တယ်အမေကြည့်ပါဦးကတားရဲ့မွေးနေ့ပွဲကိုအားလုံးလာကြတယ်ကုကုရဲ့မွေးနေ့ပွဲကိုတော့ဘယ်သူမှမသွားကြဘူးဟုတ်တာပေါ့တားရဲ့အမေကကိတ်မုံကြီးကြီးဝယ်လာခဲ့တာဝို့ ကျင်းကတွေအားလုံးကလည်းမွေးနေ့လက်ဆောင်ယူလာခဲ့တော့တယ်။အဲဒီနောက်မှာတော့တင်းတင်းကျင်းကမလေးကကိတ်မခွဲပြီးတော့ကျင်းကတွေအားလုံးဝေးပေးလိုက်တော့တယ်။အင်းအရသာကလည်းဆိုးလိုက်တာ။ဟုတ်ပါဒီလောက်ဆိုးရလို့နဲ့ကိတ်မကျွေးဖို့အတွက်နဲ့အိမ်ကိုလာခဲ့ဖို့ဖိတ်တာလား။ဘူဘူငှက်လေးကလည်းချောင်းဆိုးပြီးတော့ပြောလိုက်တော့တာပေါ့။ဒီကိတ်မကိုစားပြီးတော့ငါသေတော့မလို့ခံစားနေရတယ်။ငါတို့အားလုံးကုကုရဲ့အိမ်ကိုသွားကြရအောင်။ ဒီတနေ့မှငါတို့ကိုခေါ်ပြီးတော့ကောင်းကောင်းဆက်ဆံဦးတကယ်ဟုတ်ပဲကိတ်မုံကအရသာတော်တော်ဆိုးတာပဲတားရယ်ငါတို့ကိုလိန်ပြောနေရမြားထင်နေရလားတစ်ဖက်မှာဝေဝါစာကလေးမကလည်းကိတ်မုံပေါ်မှာဖျောင်းနိုင်ဆိုင်ပြီးတော့မီးနှီးလိုက်တဲ့အချိန်မှာကျင်းကတည်းကဝေဝါစာကလေးမရဲ့အိမ်ကိုရောက်လာတော့တယ်ကျင်းကတည်းအားလုံးကိုကြည့်ပြီးတော့ဝေဝါစာကလေးမနဲ့ကုကူစာကလေးကအံ့ဩသွားတော့တာပေါ့ဟဲအားလုံးဒီလိုလာကြလားဟုတ်တယ်ဝေဝါ ဟိုဒင်းနေကြီးကမှလေငါတို့စီကနေလက်ဆောင်နေရှူပြီးတော့ကျွေးတဲ့ကိမ့်မုံကြအရသာဆိုးလိုက်တာပြောမနေပါနဲ့တော့ငါတို့လည်းကိမ့်မုံကိုထားခဲ့ပြီးတော့ဒီလိုလာခဲ့တာဟိုဟိုတားရဲ့မွေးနေ့ပွဲကိုအားလုံးလာကြတယ်တားရဲ့မွေးနေ့ပွဲကိုအားလုံးလာကြတယ်ယေးအဲ့နောက်မှာတော့ကျင်းငက်တွေအားလုံးပေါင်းပြီးတော့ကုကုစာကလေးမရဲ့မွေးနေ့ကိုကျင်းပပေးလိုက်ကြတော့တယ်အဲ့နောက်မှာတော့ဝဝစာကလေးမကသူကိုယ်တိုင်လှုပ်ထားတဲ့ကိမ့်မုံကိုအားလုံးကိုခွဲကျွေးလိုက်တော့တယ် ဲ့ဒါကိုကြည့်ပြီးတော့တင်းတင်းကြီးကမ်းမရဲ့ကက်စီနဲ့တက်တဲ့အကျေကပြောင်းလဲသွားတော့တာပေါ့အဝေးကနေရက်ကြည့်နေပြီးတော့ဝဝဆာလေးမရဲ့အိမ်ကနေကြားနေရတဲ့အတန်တွေပေါ့မနာလိုသွားတော့တယ်။ตาလေးရေအိမ်ပြန်ကြရအောင် အမေအိတ်ချင်နေပြီ။အဲ့နောက်မှာတော့တင်းတင်းကြီးကမ်းမလေးကသူ့ရဲ့သားတိုနီကြီးကမ်းလေးကိုခေါ်ပြီးတော့အိမ်ကိုသွားလိုက်တော့တယ်။တော်ရဲမှာတင်းတင်းကြီးကမ်းမလေးကအချိန်တိုင်းလေလွင့်ပြီးရောက်သွားနေတော့တာပေါ့။ အဲ့ဒီအပြင်နေမကောင်းတဲ့ကျိငက်ပဲဖြစ်ဖြစ်အသက်ကြီးရဲ့ကျိငက်ပဲဖြစ်ဖြစ်ငယ်သေးရဲ့ကျိငက်ပဲဖြစ်ဖြစ်တွေ့တဲ့အချိန်တိုင်းသူတို့ဆီကနေအစားအစာတွေကိုလူယူပြီးတော့စားတောက်လို့ရှိတော့တယ်။ဟေးဒီနေ့တမီးကအာလူစားခြင်းလို့အာလူဝယ်လာခဲ့ရမလား။ဝယ်လာခဲ့လေတမီး။တမီးစားခြင်းတော့ဝယ်လာခဲ့။မိပန်ကသူ့ရဲ့အမေဆီကနေပစ္စံတောင်းပြီးတော့ဟင်းသီးဟင်းရဲ့ဝယ်ဖို့အတွက်သွားလိုက်တော့တယ်။အန်ကေတမီးကို အာလူပေးပါလား။အာလူပဲယူမှာလားတမီး။ တခြားဟာတွေရောဘာယူအောင်မလဲဒီတော့ပါဦးအန်ကဲဒီနေ့တော့အာလူပဲဝယ်သွားလိုက်တော့မယ်အဲ့ဒီနောက်မှာတော့မိပန်းစာကလေးမလေးကအာလူတွေကိုဝယ်လာပြီးတော့အိမ်ကိုပြန်သွားလိုက်တော့တယ်ဒါပေမဲ့လမ်းတစ်ဝက်မှာတော့တင်းတင်းကြီးကန်းမလေးကပုံပြီးတော့ထိုင်နေတော့တာပေါ့မိပန်းစာကလေးမလေးကခြုံထဲကိုဖြတ်လာတဲ့အခါမှာတင်းတင်းကြီးကန်းမလေးကအပြင်ကိုထွက်လာလိုက်တော့တယ်နောက်တော့မိပန်းစာကလေးမရဲ့အရှိကိုရောက်လာပြီးတော့ထိုင်နေလိုက်တော့တယ်စာကလေးတဲတဲလေးနင်ကောဒီအာလူတွေအားလုံးပေးခဲ့ ဟမ်မပေးပါဘူးဘာလို့ပေးရမှာလဲတမီးကဒီအာလူတွေကိုအိမ်ယူသွားမှာမပေးဘူးဆိုရင်လည်းလူယူလိုက်ပါတင်းတင်းကြီးကမာလီကမိဘန်စာကလေးမဆီကနေအာလူတွေကိုလူယူပြီးတော့ထွက်ပြေးသွားတော့တယ်မိဘန်စာကလေးမကလည်းငိုရင်းငိုရင်းနဲ့တင်းတင်းကြီးကမာလီရဲ့အနောက်ကိုလိုက်တော့တာပေါ့ဒါပေမဲ့တင်းနေကထူထက်တဲ့တောထဲကိုပြေးဝင်သွားတော့တယ်မိဘန်စာကလေးမကတင်းနေကိုဟိုဘက်ဒီဘက်လိုက်ရှာတော့တာပေါ့ထွက်ပြေးသွားပြီမကောင်းတဲ့အန်တီတင်းတင်းကြီးကတမီးရဲ့အာလူတွေကိုယူပြီးတော့ထွက်ပြေးသွားတယ် အခုအမေစီကနေအော်ခံရတော့မယ်။မိဘကငိုပြီးတော့အင်ကိုပြောင်းအောင်လာတော့တယ်။သမီးလေးဟင်းသိမ်းရွက်တရားဘမလဲ။အမေသမီးကအာလူးဝယ်ပြီးတော့ပြန်လာနေတဲ့အချိန်အန်နီတင်နေရလေသမီးကိုတားပြီးတော့အာလူးတွေကိုလူယူပြီးတော့ထုထက်တဲ့တောထဲကိုပြေးဝင်သွားတယ်။အော်သမီးကဘာလို့ရှက်လိုက်တာလဲ။အမေသမီးကိုသူ့စီမသွားဖို့ပြောထားတယ်မဟုတ်လား။အန်သမီးကသမီးဘာသာသမီးသွားနေတာအန်ဒီကသမီးရဲ့အရှိကိုလာပြီးတော့ထိုင်လိုက်တာ ပြီးတော့သမီးစီကနေအာလို့ရလွတ်ယူသွားတယ်။အဲကောင်းပြီ။အခုမငိုနဲ့တော့တိတ်တော့ပတ်စံထပ်ယူသွားပြီးတော့ဟင်းသီးဟွက်တွေကိုထပ်ဝယ်လာခဲ့လိုက်။ဒီတခါတော့တခြားလဲကနေလာခဲ့နော်။မဟုတ်ရင်တင်နေရသမီးစီကနေထပ်လူယူနေအောင်မယ်။ဟင်းကြီးကမလေးကအာလို့တွေကိုယူပြီးတော့တောင်မော်ကိုသွားလိုက်တော့တယ်။နောက်တော့တောင်မော်မှာထိုင်ပြီးတော့အာလို့တွေကိုစားရင်းနဲ့ပါတီလုပ်နေတော့တာပေါ့။တင်တဲ့ကြီးကမလေးကအပါတရားနဲ့အာလူကိုစားတော့တာပေါ့။နောက်တော့တခြင်းလဲဆိုတော့တယ် အဲ့လိုနဲ့ပဲတရက်မှာတော့တင်းတင်းကြီးကန်းမကပြန်တန်းနေတော့တယ်။အဲ့ဒီချိန်မှာအသက်အရွယ်ကြီးတဲ့ကြီးကန်းအဖွားကိုတယောက်ကအိမ်အပြန်ကိုထိုင်ဆောင်နေတာပေါ့။အဲ့ဒီအဖွားကမှမလိုက်မုံနေလဲရှိနေတော့တယ်။အဲ့ဒီချိန်မှာတင်းတင်းကြီးကန်းမလေးကအဖွားကိုစီကိုတွားလိုက်တော့တယ်။ဟေးဒီမလိုက်မုံနေဘယ်ကိုရှူသွားမလို့လဲ။သမီးရဲ့အတော်ကအတော်ရဲ့သမီးအိမ်ကိုသွားမလို့လေ။ဒီမလိုက်လုံးကအိမ်မှာလောက်ထားတာ။အတော်ရဲ့သမီးလေးတွေအတွက်ယူသွားပေးချင်တာ။ အတော်ရဲ့မြီးလေးနဲ့မြီးမာလေးကလည်းမလိုက်မုံတွေကိုတိတ်ကြိုက်တာအေးအတော်ကအတော်ရဲ့သမီးရဲ့အိမ်ကိုသွားမလို့လေဒီမလိုက်လုံးတွေကအိမ်မှာလှုပ်ထားတာအတော်ရဲ့သမီးလေးတွေအတွက်ယူသွားပေးချင်တာအတော်ရဲ့မြီးလေးနဲ့မြီးမာလေးကလည်းဒီမလိုက်မုံတွေကိုတအားကြိုက်တာဒါဆိုအတော်သမီးပေးလိုက်မယ်လေသမီးကအတော်ရဲ့သမီးကိုသွားပေးလိုက်မယ်မဟုတ်တာသမီးရဲ့ အဲ့လိုပြောပြီးတော့အဖွားကိုကြီးကန်းမာလီကမလိုက်မုံပကံကိုနောက်မှာဖွက်ထားလိုက်တော့တယ်။ဒေါ်ရဲ့အတော်ပင်မန်းသွားလိမ့်မယ်။အတော်မပင်မန်းမအောင်သမီး။သမီးသွားတော့လေ။သွားတော့ဒီကနေထွက်သွားတော့ဝိုးဝင်းမာနေ။ဒါပေမဲ့လည်းတင်းတင်းကြီးကန်းမာကအတင်းနမမလိုက်မုံပကံကိုယူပြီးတော့ထွက်ပြေးသွားတော့တယ်။ ။ကုညီကြပါဦး။ကုညီကြပါဦး။ဟိုကြီးကမကငါ့ရဲ့မလိုက်မုံတွေကိုလူယူသွားတယ်။တရားပြောကုညီကြပါဦး။ပန်းကအိမ်ပြင်မှာထိုင်နေတော့တာပေါ့။အဖွားဟိုရဲ့အတန်အောင်ကြားပြီးတော့မိပန်းကပြန်တန်းသွားရင်းနဲ့အဖွားဟိုရဲ့အနားကိုရောက်လာတော့တယ်။အဖွားကြီးဘာဖြစ်တာလဲ။အဖွားဟိုကြီးကမကအကြောင်းဆုံးပြောပြလိုက်တော့တယ်။ အဲ့ဒီမလိုက်မောင်းကိုအဖွားကအဖွားရဲ့သမီးအတွက်ယူသွားဖို့လုပ်နေတာအဲ့ဒီကြီးကမကအဖွားစီကနေလူယူပြီးတော့ထွက်ပြေးသွားတယ်အဖွားရေအဲ့ဒီအတော်ကြီးကမကအရဟိုဆိုးတာอืมဒါပေမဲ့အခုတော့သူ့ကိုအလွတ်ပေးတော့မှာမဟုတ်ဘူးတေချာဘောအပြစ်ထောင်ခံစေရမယ်မိပန်ကပလန်တစ်ခုကိုစီစဉ်လိုက်တော့တယ်နောက်တော့အတော်သိန်းငယ်စီကိုသွားလိုက်တော့တယ်အတော်ရေဘယ်သွားမလို့လဲတော်ကနှုတ်သွားอยู่မလို့ပါ ်အတော့တခြားလို့ရှိသေးရင်နှုတ်လိုက်တမိနှုတ်သွားယူလာခဲ့ပေးမယ်ဟုတ်ပြီလေတမိဒီမှာပုံယူလိုက်ပါအောင်ပြီးတော့ပစံရောပဲအာတိုင်ငယ်မဆီကနေပစံနဲ့ပုံကိုယူသွားပြီးတော့နှုတ်ဝယ်လာဖို့အတွက်သွားလိုက်တော့တယ်သူ့အတွက်တေချာပေါက်တင်တင်ကြီးကမ်းမကသူ့စီကိုလာပြီးတော့နွားနုလူယူမယ်ဆိုတာကိုမိဘကသိရပါ့။အဲဒါကြောင့်လဲမိဘကဦးလေးကျက်တူရေးစီကနေနွားနုဝယ်ပြီးတော့တင်တင်ကြီးကမ်းမထိုင်နေတဲ့လမ်းအနေဖြတ်လာလိုက်တော့တယ်။စာကလေးမလေးအဲ့ဒီပုံးထဲမှာဘာရှိရလဲ။ ဓာတ်နှုတ်ဝဲလာတာဒါပေမဲ့ဒီတခါတော့သွားခွင့်ပေးပါနော်သမီးသွားမှဖြစ်မှာမလို့ပါဒီနွားနှုတ်ငါ့ကိုပေးစမ်းမပေးနိုင်ဘူးတင်းတင်းကြီးကမကအရှိကိုတိုးလာပြီးတော့မိပန်းစရာနဲ့နွားနှုတ်ပုံကိုလူယူလိုက်တော့တယ်အဲဒီနောက်မှာတော့တင်းတင်းကမိပန်းရဲ့အရှိမှာထိုင်ပြီးတော့နွားနှုတ်ကိုတောက်လိုက်တော့တယ်နွားနှုတ်တောက်လို့ကုန်တဲ့အချိန်မှာတော့မိပန်းကတင်းတင်းကိုပြောလိုက်တော့တယ်ဒီနွားနှုတ်တွေကအတော်သိမ့်ရဲ့ဟာအတော်ကသမီးကိုသွားဝယ်လာခိုင်းနေတာ တမီးကအခုပဲအတော်သိငယ်စီကိုသွားပြီးတော့ပြပြလိုက်မယ်။အဲ့ဒါကိုနားထောင်ပြီးတော့တင်းတင်းကြီးကမှကြောက်လန့်သွားတော့တယ်။ဘာ?မိပန်းမိပန်းရေအဲ့လိုတော့မလုပ်ပါနဲ့နော်။မဟုတ်ရင်မဟုတ်ရင်အဲ့တိုင်ခါကငါ့ကိုတတ်ပြစ်လိုက်မယ်။အဲ့နောက်မှာတော့မိပန်းကမြင်မြန်လေးတိုင်ခါမစီကိုယောက်လာပြီးတော့ငိုနေတော့တာပေါ့။အတော်ရေဟိုဆိုးတဲ့အတော်ကြီးကတမီးစီကနေနွားနော်တွေကိုလူယူပြီးတော့အကုန်တတ်ပြစ်လိုက်တယ်။ အဲ့ဒီကြီးကမအတော့ရဲ့နွားနို့လူယူပြီးတော့တောက်ရတဲ့အထိတက်တိရှိနေတယ်ဗောလေခဏလေးနေအတော်အခုပဲသူ့ကိုသွားမေးကြည့်လိုက်အောင်မယ်တိုင်ကမကဒေါသတကြီးနဲ့ဒုက္ကိုင်ပြီးတော့ကြီးကမရဲ့အနောက်ကိုလိုက်တော့တယ်တင်တင်ကြီးကမကတစ်ပင်ရဲ့အနောက်မှာပုန်းခုနေတော့တာပေါ့ဒါပေမဲ့လည်းတိတ်ကမကတင်တင်ကိုတွေ့သွားတော့တယ်အဲ့ဒီနောက်မှာတော့တင်တင်ကိုရိုက်နိုင်ရင်ရိုက်နိုင်ရင်နဲ့အယူဖြစ်အောင်လှုပ်လိုက်တော့တယ်ဒါတွေအလုံးနင်းကြောင်ဖြစ်ရတာမိပန်းမအတော်တင်နေရဲ့ နောက်ဘယ်တော့မှသမီးရဲ့ဟင်းသီးဟင်းရွက်ကိုမလုယူနဲ့တော့နော်။မဟုတ်ရင်နောက်တစ်ခါလဲဒီလိုမျိုးအရိုက်ခံရလိမ့်မယ်။လို့ပြောပြီးတော့မိပန်းစာကလေးမကအဲ့ဒီနေရာကနေထွက်သွားလိုက်တော့တယ်။